ဘုန်းကြီးတို့နေစဉ်ဘဝမှာဝိပဿနာတရားဆိုတာဘုရားဝါဒဝင်တို့အဖို့လိုအပ်နေသို့တော်သူတော်စင်များစုကဝိပဿနာတရားဆိုတာစိတ်သာသွားပြီးတော့ဆယ်စခန်းတလနလသုံးလဆိုတာလို့အထုံးမှဒီလိုလုပ်လို့ရတယ်လို့ထင်တဲ့ပုဂ္ဂိုလ်တွေရှိပါရှိလိမ့်မယ် ဝိပဿနာတရားဆိုဒီမှာမိမိနဲ့မိမိပတ်ဝန်းကျင်ပေါ်မှာအမှန်အကန်မြင်တတ်အောင်နှလုံးသွင်းစဉ်းဉင်းပဲဖြစ်တယ်။ဒါကြောင့်မို့လို့လူတိုင်းလူတိုင်းဟာမိမိနဲ့မိမိပတ်ဝန်းကျင်ကြည်ဓာတ်မြင်တတ်ရင်ဝိပဿနာဖြစ်တယ်ပေါ့။ဝိပဿနာအခြေခံအ ਨੇ ဆုံးတော့ဖြစ်သွားနိုင်တယ်။ ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာစင်ញင်နှလုံးသွင်းမှုနဲ့ဝိပဿနာရဲ့အခြေကိုပြုဖို့လိုအပ်တာပေါ့အဲ့တော့ဝိပဿနာလို့ဆိုတာဟာဒီစကလုံးရဲ့အတိတ်တွေကိုရှင်းလင်းပြီးတော့ခြေသက်ဆိုရင်ဝိဆိုတာမတူထူးခြားသောအဖြစ်ပဿနာရှုမြင်ခြင်း သမ္မာပုဂ္ဂိုလ်တွေမြင်တဲ့အမြင်နဲ့မမြင်ပဲနဲ့သဘာဝတရားရဲ့အစစ်မှန်ကိုရှုမြင်နိုင်တာဝိပဿနာလို့ဒီလိုပြောလို့ရတယ်။သဗ္ဗေကျမ်းဂန်များမှာတော့ဘယ်လိုဖွင့်လို့ဆိုရင်ကွယ်ကွယ်ပြားပြားခြားသားစွာရှုမြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်ဘယ်လိုကွယ်ပြားခြားသားသလဲဆိုရင်အများကမြင်တာ မြဲတယ်လို့မြင်လို့ရှိရင်မိမိကအမှန်တိုင်းမမြဲဘူးလို့မြင်လေအများကချမ်းသာတယ်လို့မြင်နေတာကိုမိမိအနေနဲ့ဆင်းရဲတယ်လို့မြင်လေအများကကိုယ်လိုတိုင်းဖြစ်တယ်လို့မြင်နေတာကိုယ်လိုတိုင်းမဖြစ်ဘူးလို့ဒီလိုအနိစ္စဒုက္ခအနတ္တလို့ဆိုရက်အမြဲအားဖြင့် ရှုမြင်နိုင်ပြီဆိုလို့ရှိရင်ဒါဝိပဿနာလို့ခေါ်တာလေအဲ့တော့ဝိပဿနာရှုတဲ့အခါမှာဝိပဿနာမရှုခင်ဘာကိုရှုရမလဲဆိုတဲ့ဝိပဿနာရဲ့အာယုံကိုရှင်းစွာသိဖို့လိုတယ်ဒါကြောင့်မို့ဝိတ္တိမဲ့မှာဝိပဿနာရဲ့အစပြိုးရာပညာကို သင်ကြားပါလို့ပညာဘူမိတဲ့ပညာမူလပညာတရိဒာဝိပဿနာပညာတစ်ခုကိုရချင်ပြီဆိုလို့ရှိရင်ရှင်းစွာတိဝရီကိုအရင်သင်ရမယ်ဒီလိုပြောတာဘာကိုအရင်သင်ရမလဲလို့ဆိုရင်အ ਨੇ ဆုံးခန္ဓာ၅ပါးအကြောင်းသင်ရဒီတဲ့ခြုံလိုက်လို့ရှိရင် ဘေဟာကယုတ်ဘေဟာကနန်းဆိုတာမိမိတဏ္ဍာမှာရှိတဲ့ဒီသဘာဝတရားနှစ်ခုရဲ့သဘာဝလက္ခဏာတိအောင်သင်ရမယ်လို့ဆိုအဲ့ဒါလို့သင်တဲ့အခါဥက္ကဟာနဲ့ပြိပု္ပ္ပသီယူခြင်းမှတ်သားခြင်းဥက္ကဟာမရှင်းလင်းတာကိုမေးမြန်းခြင်းပြိပု္ပ္ပ နာယူမှတ်သားခြင်းနဲ့ဆွေးနွေးမေးမြန်းခြင်းဆိုတာနှစ်ခုနဲ့အသိဉာဏ်ကိုဖွင့်ပြိုးလာရှင်းလို့ဆိုတာကြိုးစားရအသိပညာရဲ့အခြေခံဖြစ်တဲ့ခန္ဓာ၅ပါးလို့ဘုရုံဏနှစ်ပါးဒီတဲ့ကျေကျေဆိုရင်အာရဏ၁၂ပါးဓာတ်၁၈ပါးဆိုတာကိုရှင်းဥစွာသင်ယူမှတ်သားပြီးတော့မှ ဝိပဿနာအလုပ်ကိုအထောက်အမယ်လို့ဒီလိုဆိုတာပေါ့ပညာမူလကမ္မထာရဲ့အာယုနဲ့ပတ်သက်ပြီးအသေးစိတ်လေးလာရပွဲမဲ့ဝင်ငယ်ကလေးချိန်ခံယူသလိုပဲဝိပဿနာရဲ့ရှုခွင်းရှုခွက်တွေရှုဥစွာလေးချင်းသင်ကြားရတယ်ဒါကိုပညာဘူမိလို့ခေါ်အဲ့ဒီလိုလေးလာသင်ကြားပြီးတဲ့အခါမှာ ဝိပဿနာဉာဏ်တည်ဆောက်တဲ့အခါမှာလွယ်ကူမှုအတွက်လောက်ရမဲ့လုပ်ငန်းနှစ်ခုကပါလဲလို့ဆိုရင်တိလဝိသုဒ္ဓိကိုကျင့်တိလစင်ကြအောင်လုပ်ရမယ်ကိုကျင့်တိလစင်ကြအောင်လုပ်တယ်ဆိုတာရှေးရှေးဝေးဝေးလုပ်နေဖို့မဟုတ်ဘူးကပ္ပထံအထုတ်တော့မယ်နှလုံးသွင်းတော့မယ်ဆိုကိုယ့်ရဲ့တိလကိုပြန်လေဆောက်တည်ပြီးတော့ ထိုသီလနဲ့စင်ကြယ်မှုပေါ်မှာစိတ်ချီလူးမှုရသည့်ထိအောင်စင်ကြယ်သုံးသပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒီလိုသီလစင်ကြယ်သွားပြီဆိုတဲ့အခါစိတ်တည်ငြိမ်မှုအတွက်တမာတိအတွက်လေ့ကျင့်ခံယူပါအာယုတစ်ခုပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့တမာတိကိုပွားတယ်အဲ့ဒီတမာတိကိုပွားတဲ့အခါမှာဆံရောက်တည်ထိအောင် ဝါလို့လေရတယ်သို့မဟုတ်ဇံမရောက်ခင်ဇံနာကတ်နေတဲ့တမာရီမျိုးရသည့်ထိအောင်ပွားများအထောက်အမဲအဲ့လိုပွားများပြီဆိုရင်စိတ်ကြဝိတ္တိဖြစ်ရှင်းစွာတိလဝိတ္တိဖြစ်ဖို့ရာအတွက်ကြောင့်ဘာဘာတိလကိုခိုင်ယူစောင့်တည်လိုက်တဲ့စောင့်တည်ပြီးတဲ့အချိန်ကစပြီးတော့မိမိရဲ့စင်ကြယ်တဲ့တိလကိုအာယုံပြုပြီးတော့ဆင်ကျင်လိုက် ။ငါဆောက်တည်ထားတဲ့သီလတစ်ခုမှငါချိုးပေါက်တာမရှိဘူး။ယန္တာအရှင်မြတ်တွေလည်းဒီသီလတွေလုံးုံတယ်။ဒီကနေ့ငါယန္တာအရှင်မြတ်တွေသီလလုံးုံတယ်လို့ခုချိန်မှာငါသီလတွေလုံးုံနေတယ်လို့ကိုယ့်ကိုယ်ကိုစိတ်ထဲမှာအားရလောက်အောင်စဉ်းကျင်စဉ်းစားစင်ရတဲ့အခါစိတ်နှလုံးအေးချမ်းလာတယ်အဲ့လိုစိတ်နှလုံးအေးမြလာတဲ့အခါ ပမောဇဝမ်းပြောင်းမှုဆိုတာဖြစ်လာတယ်ပမောဇဝမ်းပြောင်းမှုဖြစ်လာရင်ပီတိဆိုတဲ့စိတ်ထဲမှာနှစ်သက်မှုတွေဖြစ်လာတယ်ပီတိဖြစ်လာတဲ့အခါမှာပတ္တတိဆိုကိုယ်စိတ်ငြိမ်းချမ်းမှုတွေဖြစ်လာတယ်ကိုယ်စိတ်ငြိမ်းချမ်းလိုက်တာလည်းတကယ်နဲ့ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေရလာကိုယ်စိတ်ချမ်းသာတဲ့ဒုက္ခရလာတာလည်းတကယ်နဲ့စိတ်ဟာ တည်ငြိမ်သွားတယ်တမာတိဆိုတာရပါတယ်။သီလကနေဆက်ရွယ်ပြီးတော့ရရှိလာတဲ့တမာတိတရားလို့ခေါ်တယ်။အဲ့လိုစိတ်တည်ငြိမ်မှုရလာပြီဆိုလို့ရှိရင်တကယ်အဖြစ်မှန်ကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ဖြစ်လာတယ်လို့ယထာဘူတညာနာဒသနာတဲ့မြတ်စွာဘုရားကသီလရဲ့အကျိုးဆက်တွေကို အစင်းစစ်ဟောကြားတာဖြစ်တယ်။ဒါကြောင့်မို့ဝိပဿနာတရားကျင့်တဲ့လူကအထုံးမဲ့ဆိုလို့ရှိရင်သီလကိုစင်ကြဲအောင်သောက်တိသောက်တိပြီးတော့ဝမ်းသာလောက်အောင်ပီတိဖြစ်လောက်အောင်သီလကိုစင်ကြဲစင်ကြဲပြီးတဲ့အခါမှာကမ္မထာအာရုံတစ်ခုခုပေါ်မှာသမာဓိလေးဖြစ်လာအောင်ကြိုးစားတဲ့အဲ့ဒါပညာရဲ့မူလအရင်အမြစ်လို့ခေါ်တယ် ပညာဖြစ်ပြီလားလို့ဆိုတော့မဖြစ်သေးဘူး။သီလနဲ့သမာဓိပဲရှိသေးတယ်။ဒါမဂ်ကိရှိပါမှလည်းရှိတယ်။သမာဝါစာသမာကမ္မန္တသမာအာဇီဝဆိုတာသီလကိုပြောတာ။သမာဝါယမသမာတတိသမာသမာဓိလို့ဆိုတာသမာဓိကိုပြောတာ။မဂ်ကိရှိပါလမ်းပေါ်ရောက်သွားပြီလို့နိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်မှာမိမိတက်ရောက်နေပြီဆိုတာကိုဖော်ပြတယ်။ သီလကိုအခြေခံပြီးတော့တမာတိကိုထူထောင်လိုက်တာနဲ့ဒီနိုင်တဲ့ရှင်းဆက်ပေါ်လာတာကဘာလို့ဆိုရင်တမာဒိဋ္ဌိနဲ့တမာသင်္ကပ္ပအမှန်ကန်တွေးတောတတ်လာလို့ရှိရင်မမှန်ကန်ကမြင်လာမှုကအစစ်စစ်ဖြစ်လာတာဖြစ်တယ်ဘဂင်ရှင်ပန်ရှောင်လွဲပြီးတော့ဝိပဿနာတရားကျင့်လို့ပါမရဝိပဿနာကိုဒါကြောင့်ဥပပါကမဲ့လို့ခေါ်တယ် လောကုတ္တရာမဲ့ရဲ့ရှေးပိုင်းမှာရှိလို့ဘုဗ္ဗဘာသာမဲ့ဟောသီလကိုထူထောင်မဲ့သီလကနေဆက်နွယ်ပြီးတော့တမာတိတမာတိကနေဆက်နွယ်ပြီးတော့ယထာဘူတညာတတ္တရယုံနံဓမ္မတို့ရဲ့သဘာဝကိုဟောတိုင်းမှစွာသိမြင်လာပြီဆိုရင်ဒါဝိပဿနာလမ်းကြောင်းပေါ်မှာတက်လာပြီလို့ဒီလိုပြောရအောင်တကယ်ဝိပဿနာလို့ဆိုရတဲ့အစိမ့်တာ အစင်းနှစ်ခုမှတ်သားကြရအောင်ပထမဝိပဿနာလုပ်ငန်းလုပ်တော့မယ်ဆိုရင်ရုပ်တရားနံတရားတွေရဲ့သဘာဝလက္ခဏာလို့ဆိုတဲ့ကိုယ်ပိုင်အမှတ်သားလေးတွေကိုတွေ့မြင်အောင်ကြိုးစားကိုယ်ပိုင်မှတ်သားလေးတွေတွေ့တာဟာရုပ်ကိုသိတာပဲနာမ်ကိုသိတာဆိုပါစို့ အပူအေးနဲ့တွေ့တဲ့အခါထင်ရှားစွာပြောင်းလဲသွားတတ်တဲ့သဘောကိုရုပ်တရားလို့သိလိုက်တာဟာရုပ်ရဲ့သဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်။အာယုံရှိတဲ့ဘက်ကိုကိုင်းညွတ်တဲ့မြင်ရင်မြင်တဲ့ဘက်ကိုဥလဲသွားအတန်ကြားလိုက်ရင်ကြားတဲ့ဘက်ကိုဥလဲသွားတယ်အနံ့ရရင်နတ်နယ်ဘက်ကိုဥလဲသွားတယ်အာယုံဘက်ကိုဥလဲပြီးကိုင်းညွတ်သွားတဲ့သဘောဟာ ဒါနံရဲ့သဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်။ရုပ်ရဲ့သဘာဝလက္ခဏာနံရဲ့သဘာဝလက္ခဏာသိတာဟာစတ္ထဘူတဉာဏတတ္တရတကယ်အစင်မှန်လို့သိတယ်လို့ဒီလိုပြောတာ။သမာဓိအာနေသေးလို့ရှိရင်သိလိုက်မသိလိုက်လွတ်ထွက်သွားလိုက်ဒီလိုတော့ရှိပါမော။သမာဓိရှိလာလို့ရှိရင်စဉ်စမပြတ်သိလိုက်။ဒါကြောင့် ရှေးဥစ္စာဝိပဿနာလုပ်ပြီဆိုလို့ရှိရင်ရုပ်တရားနံတရားတွေရဲ့တဘာဝလက္ခဏာကိုသိအောင်အရင်တော့ဆမာဓိမျက်စိနှလုံးဖွင့်လိုက်လို့မြင်နေမြင်ပြီးတော့တိတဲ့စိတ်ပေါ်လာတယ်ဆိုလို့ရှိရင်မျက်စိရဲ့တဘာဝဟာအစဲအာယုန်တွေကိုဖမ်းယူတတ်တဲ့တဘာဝရှိတယ်အစဲအာယုန်တွေလာပြီးတော့ထင်မြင်တတ်တဲ့တဘာဝဟာ မျက်စိရဲ့သဘာဝပဲလို့သူ့သဘာဝကိုသိအဆင်းအာရုံကြတော့မျက်လုံးမှလာပြီးတော့ထင်ဟတတ်တဲ့သဘောရှိတယ်လို့သူ့ရဲ့သဘာဝလက္ခဏာကိုသိစကုဝိညာဉ်စိတ်မြင်သိစိတ်ရောက်တဲ့အခါကျတော့အဆင်းအာရုံထင်လာလို့ရှိရင်အဆင်းအာရုံကိုသိနိုင်စွမ်းရှိတဲ့သဘာဝတရားလို့သူ့ရဲ့သဘာဝလက္ခဏာလေးတွေ ဘယင်တိအကျိုးစားအထောစက္ခုပတာရရဲ့သဘာဝကိုသိတယ်ရူပယုံရဲ့သဘာဝကိုသိတယ်ထိုစက္ခုပတာရနဲ့ရူပယုံနှစ်ခုဆုံစည်းသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့မြင်သိစိတ်ရဲ့သဘာဝကိုသိတယ်လို့ဒီလိုသိလိုက်တာတာမအတိမဟုတ်ဘူးနော်တမအတိမဟုတ်ဘူးနေစဉ်ကိုတိနေတဲ့အတိလည်းမတူဘူးထူးခြား ယထာဘူတဉာဏတတ္တမမှန်ကန်ကန်တိတယ်လို့သူပြောနောက်တစ်ခါအတိတခုထပ်တိုးရမှာပါလဲလို့ဆိုရင်စကုပတာနာဆိုတဲ့မျက်စိဟာလည်းဖြစ်လာပြီးရင်ပြတ်သွားတတ်တဲ့သဘောရှိတယ်မြင်စရာအာယုံလေးဟာလည်းပဲစကုပတာနာမှာထင်ဟလာပြီးတဲ့အခါပြည့်စည်သွားတတ်တဲ့သဘောရှိတယ်မြင်သိစိတ်ကလေးရတယ်အမတန်မတူတောင်းတဲ့ ဖြစ်ပြီးချက်ချင်းပြတ်သွားတယ်ဆိုတဲ့သဘောလေးတွေကိုစဉ်းကျင်တတ်လာပြီဆိုတဲ့အခါမှာဒါဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားပြီသဘာဝလက္ခဏာသိရုံနဲ့မကဘူးအနိစ္စဒုက္ခအနတ္တမမြဲတဲ့သဘောစဉ်းရဲတဲ့သဘောကုမပိုင်တဲ့သဘောဆိုတဲ့အနိစ္စတစ်ခုမြင်လိုက်တာနဲ့တပြိုင်တည်းဒုက္ခအနတ္တဆိုတာလည်းသဘောပေါက်တာ ဘယ်လိုသဘောပေါက်လာလဲလို့ဆိုရင်မြင်လို့သိတဲ့စိတ်ကလေးမြင်မှန်းသိလိုက်တဲ့စိတ်ကလေးဟာဖြတ်ခတ်နဲ့ပေါ်လာပြီးတော့ပျောက်သွားတယ်။အဲ့ဒီဖြစ်ပြီးတော့ပျောက်သွားတဲ့သဘောလေးကိုမြင်လိုက်လို့ရှိရင်ဒါအိဋ္ဌ။အဲ့ဒီမြင်သိစိတ်ကလေးဟာဖြစ်ပြီးပြတ်သွားတဲ့အနေထားကတစ်ခါလည်းမဟုတ်ဘူးနှစ်ခါလည်းမဟုတ်ဘူး အချိန်ချင်းမြင်တိုင်းမြင်တိုင်းမြင်ပြီးတော့တိသွားတယ်တိပြီးတော့ပြက်သွားတယ်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဆိုတဲ့ဒီသဘာဝတရားကြီးဟာအမြဲတမ်းဒုက္ခပေးနေတာဖြစ်သောကြောင့်ဒုက္ခလို့ဒီလိုပြောတာဆင်းရဲလို့ဒုက္ခလို့ပြောတာမဟုတ်ဘူးမမြဲတဲ့သဘောတရားကအမြဲတမ်းနှောက်ရှက်နေလို့ဒုက္ခလို့ပြောတာ ဖြစ်လာပြီးတဲ့နောက်ပြတ်မသွားအောင်ထိန်းချနိုင်စွာမရှိဘူးသူတဘာဝအတိုင်းသူဖြစ်ပြီးတော့ပြန်ပြတ်သွားတာကိုယ်ဆန္ဒအတိုင်းထိန်းနိုင်စွာမရှိကြဘူးဆိုတာအနတ္တရဲ့သဘောပဲဒါကြောင့်မို့အိဋ္ဌာမြင်လို့ရှိရင်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်တယ်လို့ဒီလိုပြောတာနော်အဲ့ဒါလို့အခြေခံဝိပဿနာပထမသဘာဝလက္ခဏာကိုရှုတယ် ဒုတိယတာမညတက္ကနာလို့ခေါ်တဲ့အနိစ္စဒုက္ခအနတ္တဆိုတာကိုရှုမြင်ပြီးဆိုရင်ဒါဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားပြီလို့ဒီလိုပြောတာအဲ့ဒီလမ်းကိုဆက်လျှောက်ဖို့လိုတယ်ဘလောက်ဝေးမယ်ဘလောက်ကြာအောင်လျှောက်ရမယ်ဆိုတာတော့ကိုယ့်ပုံမှာပဲမူတည်တယ်ပေါ့တချို့ကြတော့တခဏလေးလျှောက်ရုံနဲ့လမ်းလုံးတွေ့ခြင်းနဲ့တွေ့မယ်တချို့ကြတော့တစ်သလုံးနဲ့တွေ့ခြင်းမှတွေ့မယ်သို့တော့ ့ရှောက်နေတဲ့လမ်းကြောင်းမမှားဖို့ပဲအရေးကြီးတယ်။ရှောက်နေလို့ရှိရင်တော့ရောက်သွားမှာပဲ။ကိုလှုပ်တာလှုပ်နေဖို့ပဲ။ဒီဘဝရကြင်ရမယ်။သို့မဟုတ်သင်္ကန်းဒီအချိန်မှာအစွမ်းကုန်မြင့်တင်ပြီးအထုတ်လိုက်ရင်ရသွားနိုင်တယ်။သို့မဟုတ်သင်္ကန်းဒီမရသည့်အချိန်မှာဒီစိတ်နဲ့တည်သွားတဲ့အခါကျတော့ကာယတုက္ကတိနတ်ဘုံကိုရောက်သွားတော့ ဟိုမှာအရိယာနတ်သားတွေကပြောကြခေါ်ကြဆွေးနွေးကြတဲ့အခါဒီတရားတွေဟာကိုယ်စိတ်ထဲပြန်ပေါ်လာပြီးတော့အလွယ်တကူနဲ့မဖွင့်နေပါဆိုရရပါနိုင်တယ်လို့ဒီလိုဖျားဟောတာလားရှိဒါကြောင့်မို့ကုတ္တဝံကတော့လုတ်နေဖို့ကုတ္တဒါအရေးကြီးလမ်းမှန်ဖို့အရေးကြီးလမ်းမှန်ပေါ်ရောက်သွားပြီ သဘာဝလက္ခဏာကိုသိတယ်သဘာဝလက္ခဏာနဲ့တပညာလက္ခဏာကိုသိတယ်တိလာလည်းစင်ကြယ်တယ်တမာရီတွေလည်းရှိတယ်ဆိုရင်ဘယ်နည်းနဲ့မဆိုလမ်းဆုံးရင်တော့ရွာတွေ့မှာဆိုတာလိုလမ်းဆုံးရင်နိဗ္ဗာန်တော့ရောက်ပါမှာပဲတေချာတယ်